မင်္ဂလာပါရှင်တာတော့ပိုင်းတထားဝန် channel ကြိုဆိုပါတယ်ရှင်ဒီနေ့မှာကျမကဒီပေါ့နော်အဲ generating လို့ဝေးမယ်နော် generating collective library လို့ဝေးပါမယ်နော် collective library လို့ဝေးပါမယ်အဲ့တော့အဲသူနဲ့ကိုနဲ့အဆက်သက်ပြည့်နေတဲ့အနေထားပေါ့နော်အနေထားမှာအဲအဆက်သက်ပြည့်နေတဲ့အဲ့တော့အဆက်သက်ပြည့်နေတဲ့လူကကိုရှိအပြည့်ဆက်တယ်မလားကိုရှိပြန်လာတယ်မလားပေါ့နော်အဲ့ဒါလည်းကြည့်ပါမယ်အဲ့တော့ကျမကဒီမှာ audio ကလေးလည်းပါတယ်နော် audio ကလေးလည်းပါပါတယ်ပြီးတော့ tarot ကလေးပါပါတယ်နော်အဲ့တော့ နှစ်မျိုးကြည့်ပါမယ်ကောအဆက်သက်ပြနေသူကကိုယ်စီပြန်ဆက်တယ်မလားပြန်လာမလားပေါ့နော်အဲ့လိုနေထားလေးအဲ့ဒါကိုကြည့်ပေးမယ်ဒီမှာဂျုံလက်တွေကဟိုကနော်မဲနေဆေးဆိုးထားလို့နော်ဆေးဆိုးထားလို့ဆေးဆိုးထားလို့ပါရှင်လက်တွေမဲနေကြပါအဲ့တော့ကိုနဲ့အဆက်သက်ပြနေလို့ပေါ့နော်ဇုံတရားကိုရှိနေမယ်ကိုနဲ့ဆက်သက်ပြတဲ့သူပေါ့နော်အဲ့တော့ तू ကကိုပြန်ဆက်တယ်မလားအဲ तू ကိုသူကိုရှိပြန်လာမလားဆိုတာကြည့်ပေးမယ်အဲ့တော့ဒီမှာကျမကတဲရော့ကလေးနဲ့အရင်ကြည့်ပေးမယ်နော်အိုးဒီမှာကြောက်ခိုင်းတာကြည့်အောင် အော်ဇုံတယောက်ပေါ့နော်ဇုံတယောက်တင်းရင်ထဲမှာရှိတဲ့ဇုံတယောက်ပေါ့နော်အဲ့တော့ဇုံတယောက်ကအမ်ပြောမယ်ဆိုလို့ရှင်ဒီ quality လေးနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးဟိုခန်းချက်ရှိရဲ့ခန်းချက်ကိုပြောမယ်ဆိုလို့ရှင်ကြောက်ခနာဆိုတော့တိတ်ပြီးတော့တင်းတဲ့သူတွေချာမှာနည်းနည်း negative sign နဲ့အနေထားမျိုးရှိခဲ့တယ်ပေါ့နော်အဲ့တက်ကိုသူ success ဘိုင်းဖြစ်ဘူးအဲဟိုပေါ့ပြောမယ်ဆိုလို့ရှင်ဒီရာတက်ကိုသူဘယ်လိုမျိုးလဲ ပိတ်ပြီးတော့ဒီသူ့ကိုသူလည်းသူ့ကိုသူလည်းသူ subscribe ဖြစ်ဖို့တင့်ဝင်လည်း subscribe ဖြစ်ဖို့ပေါ့နော်နှစ်ခုလုံးသူဖြစ်နေရအာသူ့ကိုသူလည်းသူတချို့အရာတွေကသူ့ကိုသူလည်းဟိုဟိုအမလို့အမညာလေးဒေါသထွက်တာလည်းသူ့ကိုသူအဲ့လိုမျိုးရှိတဲ့အနေထားပေါ့နော်အဲ့လိုအနေထားရှိရဲအဲဟိုပေါ့ပြောမစောသူဒီအခုချိန်မှာသူဟိုလေဟို ဟိုဘလို့မှာသူအမြင်မကြည်လင်ဘူးပေါ့တရားရောတစုံတရားမှာအမြင်မြင်မကြည်လင်ဘူးအနေထားမှာသူအားလုံးကိုကြောက်ခိုင်းထားတယ်ပေါ့နော်ခန်းစားချက်နဲ့ပတ်သက်ပြီးတော့မှဘလို့နဲ့မှလည်းစကားမပြောချင်ဘူးကြောက်ထဲနေမယ်ဆိုတဲ့အနေထားလေးနဲ့ဒီမှာကြည့်ကြောက်ခိုင်းထားတယ်အနောက်မှာသူ့ကိုဒီမှာကြည့်ဒီကန်းလာပေးတဲ့ခွက်ကလေးတောင်မှသူဟိုလှဲ့လည်းမကြည့်အားပေါ့နော်ကြည့်ရတာဒီမှာဟိုကျောင်းမဆိုသူတလောကလုံးလည်းညဖြစ်ထားတယ်ပေါ့နော်အဲအဲ့လိုနေထားဖြစ်နေဘလို့မှသူစိတ်လို့မကြနိုင်ဘူးသူစိတ်ထဲမှာလေသူစိတ်ထဲမှာအလိုမကြနိုင်ဘူး အော်ဘလူးနဲ့မလာစကားပြောချင်မှုဆိုတဲ့အနေထားလေးပေါ့နော်အဲ့တော့ကြည့်ရတာတင်းနဲ့အဲတင်းနဲ့ဆက်သွယ်ပြည့်နေတဲ့အခြေအနေမှာဆိုရင်ဟိုတင်းမကဆက်သွယ်မယ်ဆိုရင်တော့ तू ကလည်းဟိုဟိုတိတ်ပြီးတော့လှက်ကြည့်ချင်မှုဟိုစာဖို့မယ်ဆိုရင်တော့ဟိုစာဒီစာကိုလည်း तू ဟိုကမြင်နေဆိုတော့ तू reply ပြန်ဘူးပေါ့အဲ့လိုအနေထားမျိုးချိနေရမလား तू ဘကအနေထားမှာဆိုရင်ပေါ့နော်အဲ့တော့အဲ့တော့သူ့ဘက်ကနေထားရှိရဆိုတော့ဒီမှာ original ကလေးကိုဘာလို့ပြောထားလဲပေါ့ကြည့်ဦးမယ်နော်အဲ့တော့ဒီမှာ အဲ့တော့လေ change moment beginnings plus လေးဆိုတော့လေဒီမှာကြည့်ရတာအဲ့တော့အဲ့တော့လေဟို collective လေးတွေပေါ့နော် collective အဲပြောမဆိုရင်တစ်ဖက်သူပေါ့နော်တစ်ဖက်သူကလေအဲသူဒီလိုမျိုးကြောက်ခတ်တဲ့အရာမှာဆိုသူစဉ်းစားတယ်တွေးနေတဲ့အရာအများကြီးရှိရေပေါ့နော်အဲ့တော့ဒီတင်းတဲ့သူနဲ့ကြာဆက်ဆက်ရဲ့တကူသူကအဲအစ်စ် ပြန်ဆရင်ကောင်းမလားပေါ့နော်အဲ changes လုပ်ရင်ကောင်းမလားဆိုသူစိတ်နဲ့ခွာရဖြစ်တာမျိုးပေါ့နော်အဲအဲ့လိုမျိုးသူစိတ်ထဲမှာရှိနေအဲ့တော့သူအဲသူတို့အဆက်တပြတ်နေထားလေသူမဟုတ်အောင်လုပ်လိုက်ရင်ကောင်းမလားဒါမှမဟုတ်လည်းဒီဆက်ဆံရေးတစ်ခုကိုပြန်ပြီးတော့ပြောင်းလဲရင်ကောင်းမလားဆိုတဲ့အတွေးတွေသူ့မှာရှိနေရေပေါ့နော်အဲသူသူချစ်စင်းစားနေတယ်သူတွေးဝင်နေတဲ့အနေထားလေးရှိနေရေပေါ့နော်ဒီမှာဆိုရင်အဲ movement လုပ်တော့ beginning ဒါမှမဟုတ်လည်းအတိတ်ကပြန်ဆရင်ကောင်းမလားတနေ့ချာမှာပေါ့နော်အတိတ်ကပြန်ဆရင်ကောင်းမလားဒါမှမဟုတ်လည်းဒီအနေထားတစ်ခုကို အဲလုံအောင်မှုအွန်လုပ်လိုက်မယ်လုံအောင်ချိတ်ချက်စလုပ်လိုက်မယ်ပေါ့နော်အဲအဲ့လိုလုပ်ရင်ကောင်းမလားဆိုတော့အနေထားလေးအဲဟိုဒါမှမဟုတ်လည်းဒီအဆက်သက်ပြတဲ့အနေထားနဲ့ပဲဒီရိုင်းမတိုင်ထားလိုက်တော့မယ်အဲမှုအွန်လည်းမလုပ်ဘူးဟိုအဆလည်းပြန်လည်းမဆပဲနဲ့ဒီတိုင်းကြီးပဲနေလိုက်တော့မလားပေါ့အဲအဲ့လိုမျိုးလေသူအများကြီးစဉ်းစားနေတဲ့အနေထားပေါ့နော်သူစဉ်းစားနေစိတ်ရှုပ်ထွေးနေတဲ့အနေထားတွေ့နေရတယ်တစ်ဖက်သူမှာလေအဲတစ်ဖက်သူမှာသူစိတ်ရှုပ်ထွေးနေရအဲ့တော့ကိုသူပေါ့ သူတင့်ကိုအဆက်အသွယ်လုပ်လာဖြစ်ကောင်းဖြစ်လိမ့်မယ်တင်းနဲ့ပတ်သက်တဲ့အရာတွေမှာနည်းနည်းလေးသူအဲဆိတ်ရှုပ်ထွေးမှုတွေဖြစ်နေတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုအနေအထားမျိုးသူ့မှာရှိနေတယ်တဲ့အဲ့တော့ကြည့်ရတာတစ်ဖက်သူကနည်းနည်းလေးကြည့်ရတာစိတ်က emotion ပြင်းထန်တဲ့သူပေါ့နော် emotion ပြင်းတဲ့တစ်ခုတစ်စုံနဲ့သူအရင်ခံစားတတ်တဲ့သူမျိုးဖြစ်လိမ့်မယ်တစ်ဖက်သူကလေတင်းတစ်ဖက်သူက and fears and security danger and experience temporary break it good pain ပေါ့အဲ့တော့ပြောမယ်ဆိုရင်တစ်ဖက်လူကလည်းဒီတင်းနေပတ်သက်တဲ့အနေအထားနဲ့ပတ်သက်ပြီးတော့မှသူခံစားနေရတယ်ပေါ့နော်ခံစားနေရတဲ့အနေအထားလေးရှိတယ်ဟိုပေါ့ဟိုခံစားနေရတယ်ပြောမယ်ဆိုရင်ဒီအနေအထားကိုသူ့အနေသူ့အနေနဲ့လည်းဒီတင်းနေသူနဲ့ကြားအဆက်တပြတ်အနေအထား temporary ပေါ့နော် temporary အဲ break up ဖြစ်တဲ့အနေအထားလေးပဲသူယုံကြည်ထားသေးတယ်အရင်ကြီးတင်းနေကြားမှာဟိုပေါ့ဟို အများကြီးသူပေါ့နော်ဒီရေရှည်အတွက် ရေရှည်ယူပေါ့လုံးလုံးဝကိုပဲပြဆဲတော့မယ်ဆိုတော့အနေထားကြီးတော့ तू ကမတွေးသေးဘူး temporary ပေါ့လက်ရှိအနေထားလေးမှာပဲ तू အဆက်သက်မလုပ်တဲ့အနေထားလေး तू ကမှရှိနေရပါတော့အဲ့လိုရှိနေရ तू စဉ်းစားနေဒါပေမဲ့ तू စဉ်းစားနေတုံးချက်ရှိရပါတော့ဒီမှာအစာပြန်စားရင်ကောင်းမလားမူအွန်လုံးရင်ကောင်းမလားဒါမှမဟုတ်လည်းအဆက်သက်လည်းမလုပ်ဘူးစားလည်းမစားဘူးဒီဒီတိုင်းနဲ့ပဲအဲနေလိုက်တော့မယ်ဆိုတဲ့အနေထားအဲ့လိုမျိုးစဉ်းစားနေတဲ့အနေထားရှိရဲ့နာကျင်မှုတွေတင်းနေပတ်သက်တဲ့ကြာတင်းနေ ကြာမှာသူနာကျင်မှုတွေရှိတဲ့အနေအထားမျိုးပေါ့နော်အဲအဲ့လိုအနေအထားမျိုးတွေ့နေရတယ်တစ်ဖက်သူမှာလေအဲ့တော့သူ့အနေအထားနဲ့မှာလေသူသူ့အနေအထားနဲ့မှာတနေ့ပတ်သက်အနေအထားမှာပေါ့နော်ပြောမှဆိုရင်လုံးဝပြတ်ဆဲသွားရဲဆိုတော့စိတ်ကူးမျိုးသူမရှိသေးဘူးသူစိတ်ချုပ်ထွေးတဲ့အနေအနေအထားတစ်ခုကြောင့်ပဲအဲတင့်ပုံတော်ရေးတင့်ကိုမဆက်တတာကြောခိုင်းအဲပေါ့ခဏကြောခိုင်းထားတဲ့အနေအထားပေါ့နော်အဲအဲ့အနေအထားပဲရှိသေးရပါပေါ့နော်ဒီနေ့ကကျမကလေမိပြက်နေတော့ကျမတို့ကလည်းနေရာပြောင်းထားတော့လေကင်မရာတိတ်ချမငြိမ်းလို့ sorry ပါနော်အဲ့တော့ အဲ့လိုမျိုးပေါ့နော်သူနည်းနည်းစဉ်းစားနေနှစ်စိတ်နှစ်ခွဖြစ်တာမျိုးတွေကြုံတွေ့ရတဲ့အနေအထားသူဘာလို့ဝင်ကောင်းလဲဆိုတော့အတွေ့တွေသူမှအများကြီးဝင်နေရပေါ့နော်အဲ့တော့ဒီမှာဆိုရင် healing ပေါ့နော် body illness nature natural environment အဲ့တော့သူကသူလည်းသူနည်းနည်းစိတ်ပိုင်းဆိုင်ရာလည်းပြည့်ပြည့်နာမျိုး healing လုပ်တာမျိုးပေါ့နော်ဒါစိတ်ပိုင်းဆိုင်ရာရောမ body ပိုင်းပေါ့ physically mentally နှစ်ခုလုံးကသူကိုယ့်ကိုပြန်ပြီးတော့မှသူအဲကောင်းမွန်အောင်သူကြိုရင်စူးစမ်းနေရမျိုးပြန်ထူထောင်နေရမျိုးပေါ့သူကလက်ရှိသူအဆင်ပြေတဲ့အနေအထားနဲ့ပြန်နေထူထောင်နေရကောင်းမွန်အောင်သူနေနေရလက်ရှိမှာပေါ့နော်အဲ့တော့စိတ်တဲရှုပ်ထွေးနေတဲ့သူတစ်ဖက်မှာလည်းသူ့ကိုယ်ကိုကိုပြန်လည်ကောင်းမွန်အောင်သူပြန်ပြီးတော့မှဟိုနေနေရပေါ့နော်အဲ့လိုအနေအထားမျိုးရှိရတစ်ဖက်သူကလေအော်ကိုနပတ်တဲ့အရာတွေမှာသူနည်းနည်းလေးကိုသူ့မှာခံစားမှုတွေပြင်းထန်တဲ့အနေအထားလေးတွေ့နေရတယ်။အနေအထားကျမှာဘာတွေဖြစ်ခဲ့လဲတော့မပြောတတ်ဘူးပေါ့နော်ဒီမှာကြည့် နေထားလေးရသူ့စိတ်ထဲမှာလုံအောင်ကိုအလုံးနဲ့ကြောခါမင်းကဘလူးနဲ့မှသူစကားပြောစင်မရှိလာအောင်သူအထီးကျန်နေတဲ့အနေထားမျိုးပေါ့နော်အဲ့တော့သူ့ကိုယ်သူလည်းမကျင်တယ်သူများလည်းမကျင်တယ်သူတက်တက်များလို့လည်းသူကဟိုဟိုဘလူးမျိုးလဲဘလူးနဲ့မှမကျင်တဲ့ချင်းဘူးအဲ့အဲ့လိုမျိုးအနေထားမျိုးသူလက်ရှိမှာသူဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီမှာတဲ့ အဲ့တော့ဒီမှာ crossroads ပေါ့ဒီမှာလည်းတူလားဆယ်နှစ်ခွဖြစ်နေတယ်ဒီမှာကြည့် choices opportunity decision အဲ့တော့ဟိုဒီ decision တစ်ခုတည်းပေါ့နော်အသိစီကိုဆက်တယ်မဆက်တယ်ဆိုတော့ decision တစ်ခုတည်းကတော့သူကနည်းနည်းလေးဆက်ရှုပ်ထွေးနေတယ်တစ်ဖက်မှာလည်းသူအလုပ်ကိစ္စတွေလည်းလုပ်ဖို့လည်းရှိသေးတယ်ပေါ့နော်အလုပ်ကိစ္စတွေတစ်ဖက်မှာသူလုပ်နေတဲ့အနေအားလေးသူစူးစမ်းနေအပိုင်းလေးဟိုပြောမလို့ဆိုအခွင့်အရေးတစ်ခုသူလမ်းမလို့အောင်သူစူးစမ်းနေတယ်ပေါ့နော်အဲအဲ့လိုအနေထားလေးလည်းရှိရဲဒါပေမဲ့နေရာသားသူ့ရဲ့စိတ်မှာ indecision ဖြစ်နေတာပေါ့နော်စိတ်တွေစိတ်ကဟိုဘယ်လိုမျိုးလဲ ီအရာတခုတည်းအတွက်တင့်တင့်ဝင်ဆက်တွေ့တင့်ဆက်တွေ့တာဟိုဟိုတင့်ဝင်ပြန်ဆက်တွေ့ဖို့အတွက်သူကအဲပြောမဆိုရင်နည်းနည်းတစ်ချင်ချဖို့ဟိုဟိုသူ့ရဲ့စိတ်ကိုအဆင်သင့်ဖြစ်နေတာမျိုးပြင်ဆင်နေတာမျိုးပေါ့နော်ပြောမဆိုလို့ရှိရင်သူဘာလုပ်ကောင်းမလဲဆိုတာတွေးတောနေတဲ့အနေအထားမျိုးပေါ့နော်ပြောမဆိုသူစိတ်နှခွားနေဖြစ်နေတာပေါ့နော်စိတ်နှခွားနေဖြစ်နေဆက်တွေ့ဆက်တွေ့ခြင်းနဲ့တချို့တစ်ခါကျရင်ဆက်လက်မဆက်တွေ့ခြင်းကိုအဲ့လိုစိတ်တွေရလေဟိုပေါ့အတိအကျမဖြစ်ဘဲနဲ့စိတ်ကကိုခရောက်ခရက်ဖြစ်တာမျိုးပေါ့အဲအဲ့လိုမျိုးအနေထားသူဖြစ်နေတယ် mountain နဲ့ obstacle delay challenge အဲ့တော့သူ့ဘက်မှာလည်းတင်းနေနာတင်းနေဝေးကွာတဲ့အနေအထားမှာအရန်ကိုသူတနေ့တာလုံးသူကြောက်ဖြားရတဲ့အနေအထားဆိုသူခက်ခဲတယ်ပင်ပန်းတယ်ကြမ်းတမ်းတယ်သူ့စိတ်တွေကိုပင်ပန်းတယ်ခံစားရတယ်ပေါ့နော်အဲ့တော့တီတောင်တစ်ခုလုံးသူကြောက်ဖြက်တဲ့ဟိုကြောက်ဖြက်လို့ရှင်ပင်ပန်းတလို့ပေါ့နော်တောင်တစ်ခုဒီမှာဆိုလို့ရှင်ဒီအခက်ခဲတွေကိုသူကြော်လွှားတဲ့နေရာမှာသူပင်ပန်းခက်ခဲတယ် challenge တွေဖြစ်တာမဟုတ်သူ့အတွက်ပေါ့ဒီအနေအထားတစ်ခုကိုသူကအဲကြောင်းလမ်းပြင်ကောင်းမလားအဲပြန်ပြီးတော့မယ်တင်းနေ ပြန်ပြီးတိဆောက်ရင်ကောင်းမလားဆိုတဲ့အနေထားထဲမှာသူကသူ့ရဲ့အတွေးအအရုံမှာအရန်ကို conflict ပေါ့နော်။ဒါနည်းနည်းလေးဟို confuse ဖြစ် confuse ပေါ့နော် confuse ဖြစ်နေရပေါ့။နည်းနည်းဝေဝါးပြီးတော့မှလောက်ခမဲ့အရာတကိုမထင်ရှားတာမှသွေးကဲဘူး clear ဖြစ်မနေဘူးတင်းနေချာမှာပေါ့နော်။အဲ့တော့တစ်ဖက်သူကဒီမှာဆိုလို့ရှိရင်ပေါ့နော်။အဲသူနဲ့တင်းနေပတ်သက်တဲ့ခံစားချက်ရှိရေနော်။အဲ့တော့တင်းနေဝေးကွာတဲ့အနေထားမှာဆိုသူခံစားချက်ရှိတယ်သူခံစားနေရတယ်။အဲဒီလိုအချိန်နည်းရက်ကိုကြော်ဖြတ်ရတဲ့ခါမှာသူစိတ်ထဲမှာအယံပင်ပန်းနေဆိုတဲ့အနေထားပေါ့နော်။အဲ့တော့သူကကြော်ဖြတ်အောင်ကြော်ဖြတ်နိုင်အောင်တော့သူအဲစူးစမ်းနေတယ်ဒါမှမဟုတ်သူစိတ်တွေပင်ပန်းနေတဲ့အနေထား ားပေါ့သူစိတ်ပင်ပန်းကိုပင်ပန်းဟိုပြောမဆိုရင်သူစိတ်ကောကိုရောတစ်ခုလုံးသူပင်ပန်းနေဆိုတဲ့အနေထားတစ်ဖက်သူမှာတွေ့နေရတယ်ပေါ့အဲ့တော့တစ်ဖက်သူကနည်းနည်းလေးကြည့်ရတာသူမာနလည်းရှိပုံရတယ်မာနလည်းရှိပုံရတယ်ကိုဆက်တယ်မလားမဆက်တယ်မလားဆိုတဲ့အနေထားမှာလည်းသူ့ဘက်ကအမ်တင်ဆက်တယ်တဲ့အနေထားလည်းသူစောင့်စောင့်ထိုင်းနေရမှုလည်းဖြစ်နေမယ်တင်ဆက်တယ်အနေထားလည်းသူ ဆောင်းလန်းနေတဲ့အနေအထားမျိုးလည်းတွေ့နေရတယ်ပေါ့နော်ဒီမှာသူထိုင်စောင့်နေတာဆိုတာလေအဲ့တော့ပြောမဆိုလို့ရှင်သူ့စိတ်ထဲမှာလည်းတင်းနဲ့ပတ်သက်တဲ့အရာတွေကိုလည်းနည်းနည်းလေး process ဖြစ်နေတယ်ပေါ့ process ဖြစ်တဲ့အနေအထားသူ့စိတ်ထဲမှာ ထင်ခဲ့တယ်တချို့အရာတွေအတွက်တရားတင်ဆန္ဒကိုဦးစားပေးတာမျိုးတင့်ကိုတင်အရန်ကိုချစ်ပြီးတော့မှာပေါ့နော်ကိုကို selfish ပေါ့နော်အဲတကူကောင်းဆန္ဒအနေထားမျိုးလို့သူ့စိတ်ထဲမှာထင်တယ်နောက်တစ်ခုက deception ပေါ့နော်သူ့ကိုတခုခုအတွက်လိန်ညာတယ်ဆိုပြီးတော့သူ့စိတ်ထဲမှာတင့်ကိုထင်နေတဲ့အနေထားပေါ့နော် snake ဆိုတော့လေအဲလင်ငန်ငါ့ကိုလှည့်ပြားသွားသလားဆိုတဲ့အနေထားသူ့စိတ်ထဲမှာထင်အောင်ထင်မှားတယ်ထင်မေးတယ်ထင်နေတဲ့အနေထားပေါ့နော်တစ်ဖက်သူကအဲ့လိုမျိုးထင်နေတဲ့တင့်ကိုလေအဲထင်နေတဲ့အဲ့တော့ ကြည့်ရတာပေါ့နော်အထင်လဲတဲ့ကိစ္စအထင်လဲွားရလဲပါလိမ့်မယ်နှစ်ယောက်သားကြမှာလေအထင်လဲတာကြောင့်လဲဆက်သွယ်ပြတာမျိုးဝေးကွာတာမျိုးလဲဖြစ်ကောင်းဖြစ်လိမ့်မယ်နှစ်ယောက်ကြမှာပေါ့နော်အဲ့တော့ကြည့်ရတာဒီမှာဆိုလို့ရှင်အဲတခုစုံအတွက်ကျိုးပန်းမှုတင်ရလဲတင်ကျိုးပန်းမှုအတွက်ပေါ့နော်ကော်လက်တက်လေးရလဲကော်လက်တက်လေးကျိုးပန်းမှုအတွက်တင်တဲ့အကြာမှာတချို့အရာတွေကြားမှာသူ့ကိုအေးမဆန်တာကို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 အတွက်ပဲအရင်ဦးစားပေးပြီးတော့အဲ ဟိုပေါ့နော်ကိုကိုပို့ပြီးတော့ချစ်နေတယ်ကိုကိုပဲစူးစမ်းနေပြီးတော့မှသူ့ကိုတိတ်ပြီးတော့မခဲမလုံနိုင်တဲ့အခါမှာဆိုသူ့စိတ်ထဲမှာအထင်မြင်လွဲမှုတွေညာသူရှိခဲ့မယ်ထင်တယ်ဒီမှာဆိုလို့ရှင်ပေါ့နော်အဲ့တော့တစ်ဖက်သူကတော့တင်ရတော့တက်ဆန္ဒကိုတင်ဦးစားပေးတယ်ဆိုတာကိုတစ်ဖက်သူကတော့ပြောနေတယ်ပေါ့နော် collective လေးပေါ့နော်အဲ့တော့ဆက်သက်ပြတဲ့သူကတင်ကိုပြောတယ်တင်ရတက်ဆန္ဒတယ်တင်ရဦးစားပေးမှုတင်ရတင်ဘွားအတွက်တိုးတက်မှုအောင်မြင်မှုကိုပဲတင်အရေးပေးပြီးတော့မှသူ့ကိုဘူးမဆိုင်ဘူးဆိုတဲ့အခမ်းအနားချက်ကိုသူ့မှာရှိနေတယ်ခံစားရတယ်နောက်တစ်ခုကတင် သူတင်တင်ကားပါဘောနော် quality layer သူ့ကိုနက်လက်ပြားတယ်ဆိုတဲ့အနေထားကိုသူခံစားနေရတယ်ဆိုတော့ဟိုသူသူပြောဆိုထားတာဘောနော်ဒီမှာအဲ့တော့ the session ဆိုတော့အဲတင်မဲဖြစ်ဖြစ်သူရဲ့ဖြစ်နှစ်ယောက်သားကြားထဲမှာဆိုရင်အဲ့တော့ energy ကတော့နှစ်ခုဖြစ်ခဲ့တယ်ဘောနော်အဲ့တော့ဒီမှာဆိုရင်တော့အဲသူ quality layer တွေကိုတော့တစ်ဖက်သူကဖုတ်တော့ရေး sorry ပါခါရှိနေခဏလေးပါနော်ကျွန်မ sorry ပါ အဲ့တော့လေ collective လေးကိုတစ်ဖက်သူကတော့ဗောနော်အမ်သူဘောနော်နည်းနည်းလေးဟို clever ပေါ့နော်နည်းနည်းလေးလက်ပြားတယ်နည်းနည်းလေးဟိုတခုစုံအတွက်သူ့ကိုလင်ညာတယ်ဆိုပြီးတော့မှသူထင်းနေတယ် quality လေးကိုပေါ့နော်အဲ့တော့နည်းနည်းလေးသူ့စိတ်ထဲမှာဟိုလိုခံစားမှုတွေနည်းနည်းလေး emotion ပြင်းထန်သွားတာလည်းဖြစ်နေမှာပေါ့နော်အဲ့တော့ဒီသူ့ဘက်ကလည်းသူစဆက်မသွဲဘူးတင်းသွဲဆက်သွဲတာကိုစောင့်မဲတင်းဆက်သွဲမလားတင်းတစုံတစ်ခုတည်းတင်းက quality လေးသူ့ကို အဲဘယ်လိုမျိုးလဲသူမကြည်မလဲတဲ့အကြောင်းအရာတစ်ခုတည်းကိုပြန်လည်ခြေပပြီးတော့မှပြန်လည်ရှင်းနေရှင်းရှင်းပြမလားဆိုတဲ့အနေထားစောင့်နာပြီးပေါ့နော်တစ်ဖက်သူကအဲ့လိုမျိုးနေထားတွေ့နေရတာပေါ့နော်အဲ့တော့နောက်တစ်ခုက conflict ပေါ့နော်အဲ့တော့နောက်သားချက်မှလည်းသဘောထားကွဲလွဲမှုတွေရှိရဲ့တဲ့ဒီမှာ conflict ပေါ့နော်အဲ့တော့ opposition ဆိုတော့လေသဘောထားကွဲလွဲမှုတွေဆက်ညစ်ဖက်တွေအဲ့တော့ပြောမလို့ဆိုသူတို့ရဲ့ကွဲချက်မှလည်းအမြင်မတူတာလေးတွေသဘောထားကွဲလဲတယ်သူကဟို သူကအရှိတ်ဘက်သွားလို့ကိုကအနောက်ဘက်သွားမယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကွဲလက်ချက်လေးတွေအမြင်မတူတာလေးတွေသဘောထားမတိုက်ဆိုင်တာတွေကလည်းများလုံးနေပေါ့နော်ဒရမာပေါ့နော်အဲ့တော့ဒရမာချိုးတယ်ပေါ့အဲ့ဒီခါကျရင်ချိုးရတော့ကိုသင်ရပဲစတိုရီလို့တို့လို့ပေါ့နော်တကူစုံတဲ့သူပြောမှဆိုရင် အဲကိစ္စတစ်ခုအတွက်ပြောဆိုတဲ့အတင်းရတစ်ခုကိုအမှန်တမ်းပြောရင်မှလည်းသူ့စိတ်ထဲမှာဒါကမဟုတ်ပါဘူးငါ့ကိုဒါ story လုပ်ပြီးတော့ငါ့ကို drama ချိုးကြီးပြောနေရဆိုတဲ့အနေထားကသူကဒီလိုမျိုးစိတ်ထဲမှာနည်းနည်းလေးတန်တရားရှိရတဲ့ဖတ်သူကလေတန်တရားများတဲ့သူကြည့်ရတာလေတန်တရားများတဲ့သူတချို့အတင်းပြောတဲ့အရာတွေကိုသူပြောပြောမျိုးဆိုတင်းတစ်ခေါက်တင်းတစ်ခေါက်သူ့ကို အလင်းငယ်ဘူးလားရှိကောင်းရှိလိမ့်မယ်။ तू အဲ့ဟာကိုတခါကိုလင်းခဲ့တဲ့အရာအတွက်ကိုသူ့ကိုတစ်တလုံးလိမ့်နေဆိုတဲ့အနေထားနဲ့အမြဲတမ်းတင်းမော်တတရားရှိတဲ့အနေထားမျိုးပေါ့နော်။တတရားရှိနေတဲ့အနေထားမျိုးနဲ့သူ့ဆက်ချမှာငါ့တခုလာပြောတဲ့ငါ့ကိုဒါ तू မဟုတ်ပါဘူးငါ့ကိုသူ့လိမ့်နေတာငါ့ကိုအမှန်တရား तू ငါ့ကိုမချပြဘူးဆိုတဲ့အနေထားတစ်ဖက်သူမှာရှိနေတဲ့ကြည့်ရတာတင်းတင်းဘက်ကပေါ့နော်ကော်လက်တလီရဘလောက်ပဲယူသားဆိုတာပဲပြောပြတစ်ဖက်သူကနှစ်လေးဟိုတခါတစ်ချိန်မှာမှားကူမှားခဲ့ဘူးတဲ့ကိုယ့်ရဲ့ကိုယ်တခုတစုံကြကိုယ်လိမ့်လိမ့်ညာခဲ့ဘူးလိမ့်မယ်ဒီလိုအနေထားမှာ မှာဆိုသူကတသက်လုံးမကိုကလိန်နေတော့မလားဆိုတော့ကိုပြောတဲ့စကားလုံးတိုင်းကသူကအလိန်နေပဲဆိုတော့သူတတ်မှတ်သွားတဲ့အနေအထားမျိုးအဲအဲ့လိုအနေအထားမျိုးမှာဆိုနှစ်ယောက်သားချင်းမှာ office site တွေဖြစ်လာတယ်အဲ့တော့သဘောသားကွဲလွဲမှုလေးနဲ့အဲသွားရဲပြီးတော့မှ unhealthy ဖြစ်တဲ့အနေအထားမျိုးနဲ့တင်းလို့နှစ်ယောက်ချင်းမှာအဆက်သွယ်ဖြစ်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နေမှာပေါ့နော်ကြည့်ရတာအဲ့တော့ဒီမှာဆိုရင် and success ပေါ့နော် success happiness one ဆိုတော့တစ်ဖက်သူကလေပြောကြည့်ရတာဟိုပေါ့တင်းတဲ့သူဒီလိုအရာတွေကိုပေါ့နော်ပြောခုနပြောသလိုပဲအဲသူ machine learning နဲ့အရာလေးကိုတင်းတခြားအဲရှင်းပြပြောဆိုအဲအဲ့လိုမျိုးနေထိုင်လဲပြန်လဲရှင်းသင်ပြီးတော့တိအဲဟိုပေါ့ကိုလည်းရှင်းလဲသူ့ဘက်ကလည်းဟိုဒီအရာတစ်ခုအတွက်ကိုသူ့စိတ်ရှင်းလဲအထိကိုသူသိကျင်တဲ့အနေထားကိစ္စတစ်ခုအတွက်မှာဆိုရင်သူနေရာသားကြောင့်ကိစ္စတစ်ခုတော့ရှိခဲ့မှာပေါ့နော်အဲ့ရှင်းလဲသိကျင်တဲ့အဲ့တော့ပြောဆိုအနာဂတ်အတွက်တစ်ဖက်လိုကလည်းဒီလိုမျိုးပါကြည့် ဆက်ဆက် happening one ပေါ့နော်။နေသားကြမှာဒီလိုမျိုးအနေထားလေးသူနေခြင်းနဲ့အဲပြောလို့ဆိုအလုံးမှာလည်းအောင်မြင်မှုတွေမိသားစုမှာလည်းသူနဲ့ကိုယ်နဲ့ကြမှာလည်းပျော်ရွှင်မှုလေးနဲ့တကယ်နှွေးထွေးတဲ့အဲ live တစ်ခုဖြစ်တန်းခြင်းနဲ့ဆိုရဲအနေထားအဆက်သက်ပြည့်နေသူရဲ့သူ့ရဲ့ရှင်တွေနဲ့မှာဒီလိုအနေထားလေးရှိရပေါ့နော်။ပြောမှဆိုရင်နေသားကြမှာငွေကွာခဲ့တဲ့အနေထားမှာဆိုလို့ရှင်လဲကြည့်ရတာလေဟိုအထင်မြင်လွဲမှုတွေရှိမယ်။အော်ပြောမှဆိုရင်သဘောထားကွဲလွဲမှုတွေ ကိုယ်တစုံတစ်ခုကြောင့်အမားတစ်ခုလုတ်ခဲ့တဲ့အရာကိုသူ့စိတ်ထဲမှာတတလုံးကိုယ်ရဲ့အမားကိုအမြဲအမားလုတ်ခဲ့တယ်ဆိုတော့အနေထားသူထင်သွားတာမျိုးတစ်ဖက်သူကနည်းနည်းလေးစိတ်ကလည်း emotion ရမ်းပြင်းထန်တယ်ပေါ့နော်အဲ့တော့ emotion အရင်ပြင်းထန်တဲ့အခါမှာဆိုရင်တခုစုံတော့ဆိုသူကအရင်တန်တရာရှိရတန်တရာများတယ်ပေါ့နော်အဲ့လိုနေထားကြနှစ်ယောက်သားကြမှာအဆက်သွယ်ပြတာမျိုးလည်းဖြစ်နေမယ်ပေါ့နော်အဲ့တော့ရှိရတစ်ဖက်တစ်ဖက်မှာတင်ချာမှာနည်းနည်း distance away กว่าလေးတော့ အဲရှိနေတယ်တချို့လေးရတော့ဒီလိုမျိုးအဆက်သက်ပြည့်မှာဝေးကွာတော့တချို့ကျတော့လည်းဒီအဝေးမှနေနေပဲပဲအဆက်သက်ပြတ်သွားတာမျိုးပေါ့နော်အဲ့လိုအနေထားမျိုးတွေကြီးတွေ့နေရတယ်အဲ့တော့ကျွန်မကဒီကလေးနဲ့ပေါ့နော်အဲ့တော့ထပ်ကြည့်မယ် तू ဆက်သက်ပြည့်နေဆိုတော့ तू ကတင့်ရှိပြန်လာမလားပေါ့နော်ပြန်လာအဆက်သက်လုံးမလားအဲ့တပြန်လာမလားဆိုတော့ကြည့်မယ်နော်အဲ့တော့ကော်လက်တနေနေပေါ့နော်အဲ့တော့ကော်လက်တနေနေကိုကော်လက်တနေတစ်ဖက်သူကပြဆက်သက်ပြန်လို့မလားပေါ့နော်ပြင်ပါတယ်တစ်ဖက်သူကအဲ ဟောလတ်တလေးမျိုးတစ်ဖက်သူကအဆက်တန်ပြက်လုံးမလားတစ်ချင်ပါတယ်။အပန်လေးရဲ့ကြားဝိုင်းခုလိုပဲပါနော်။ကျမကခုနကင်မရာကလေတေချာတော့လုတာပဲအဲနည်းနည်းလေးပေါ့လေပုံမှန်နေရာမဟုတ်တော့လေအဆင်ပြေဖြစ်သွားလို့ sorry ပါနော်။ဒီနေ့ကလေမိရလည်းပြက်နေရောကျမအဲ့ဒါအချိန်ရရတဲ့အချိန်လေးဆိုတော့ကောလတ်တလေးပေါ့နော်အချိန်ကမိရောလာတော့မှာပါအဲ့တော့နည်းနည်းလေးအချိန်ကတော့လေးမှာကောလတ်တလေးလုပေးတာပါနော်။ပြီးရင်ကျမဟိုတခြားရင်လေးလုပ်ဖို့လည်းရှိပါတယ်။ အဲ့တော့ quality လေးတွေကို quality တွေတစ်ဖက်သူကပြန်လည်ဆက်တယ်မလားသိချင်ပါတယ် quality လေးကိုတစ်ဖက်သူကပြန်လည်ဆက်တယ်မလားသိချင်ပါတယ် quality လေးတွေကိုတစ်ဖက်သူကပြန်လည်ဆက်တယ်မလားဆိုတာသိချင်ပါတယ်အဲ့တော့ဒီမှာကြည့်ဆက်သွယ်ခြင်းတွေရနော်ဒီမှာလာခြင်းနဲ့နေလာခြင်းဒီမှာကြည့်မှာဒီမှာကြည့်တင့်ဝင်လာပြီးတော့မှအချင်းချင်းလေးကပြန်လည်လာပေးခြင်းနဲ့ဆက်သွယ်ခြင်းတွေရနေလာရှိရနော်အဲ့တော့တစ်ဖက်သူက quality လေးကိုပြန်လည်ဆက်တယ်မလားသိချင်ပါတယ်တစ်ဖက်သူက quality လေးကိုပြန်လည်ဆက်တယ်မလားသိချင်ပါတယ် အဟိုက်ဘရစ်ဒန်စ်လို့နော်အဲ့တော့ပြောရဆိုရင်စိတ်ကနှစ်ခါဖြစ်နေရဆက်သွယ်မယ်မဆက်သွယ်ဘူးသူ့စိတ်ထဲမှာနှစ်ခါတွေဖြစ်နေနှစ်မျိုးဖြစ်နေအဲ့တော့ပြောမဆိုသူ့စိတ်ထဲမှာ negative energy ကို positive energy နှစ်ခုဖြတ်သန်းနေရဟိုဆက်သွယ်မယ်လို့လိုက်ပြီးမဆက်သွယ်ဘူးလို့လိုက်အဲ့လိုမျိုးစိတ်နှစ်ခါတွေသူဖြစ်နေဟိုက်ဘရစ်ဒန်စ် energy နဲ့စိတ်နှစ်ခါတွေဖြစ်နေတယ်တွေးတောနေတယ်ပေါ့နော်စဉ်းစားနေတယ်အဲ့လိုမျိုးဖြစ်နေရအဲ့တော့ဆက်သွယ်မလားဆိုဆက်သွယ်မယ်ဒါပေမဲ့တော်ချာနေမဆက်သွယ်လို့ဆိုစိတ်ကပြန်ပေါက်ပြန်အောင်အဲ့လိုမျိုးပေါ့နော်တစ်ဖက်သူကနည်းနည်းပြက်သားဖြစ်နေ dream hard ဖြစ်နေတဲ့အနေအထားတွေးနေရတာပေါ့နော် ဲ့တော့တစ်ဖက်သူက collateral ကိုပြန်လည်ဆက်သက်မလားသိချင်ပါတယ်တစ်ဖက်သူက collateral ကိုပြန်လည်ဆက်သက်မလားသိချင်ပါတယ်တစ်ဖက်သူကတစ်ဖက်သူက collateral ကိုပြန်လည်ဆက်သက်မလားသိချင်ပါတယ်အဲ့ထူရပန်ဒီကေတော့အဲ့ဆက်သက်ခြင်းနဲ့စိတ်စိတ်နှခေါ်တော့ဖြစ်နေဒီမှာကြည့်ဒီမှာလည်းစိတ်နှခေါ်ဒီမှာစိတ်နှခေါ်အဲ့တော့စိတ်နှခေါ်လည်းဖြစ်နေတယ်တစ်ဖက်သူကဆက်ကြည့်ဦးမယ်နော်အဲ့တော့တစ်ဖက်သူက collateral ကိုပြန်လည်ဆက်သက်မလားသိချင်ပါတယ်အဲ့တော့ဆက်သက်ခြင်းနဲ့စိတ်လည်းရှိတယ် ဆက်လက်မဆက်သက်ခြင်းဘူးကအကောလက်တက်လေး तू အဲ့လိုမျိုးဖြစ်နေ तू စိတ်ကလေအဲ့ဒီကြရတော့မြင်ရမြင်ရတယ်နော်အဲ့တော့အဲ့တော့ကောလက်တက်လေးကိုတစ်ဖက်သူကပြန်လဲဆက်သက်မလားသိချင်ပါတယ်ကြည့်အောင်ဆက်သက်မလားတော့ပြန်ထည့်တော့ရနေရအဲ့တော့လက်ရှိအခြေအနေထားမှာ तू ဆက်သက်ခြင်းလေးသိချင်ရှိရယ်နော်ဆက်သက်နေစိတ်ရှိရတယ်ဒါပေမဲ့သူ့ရဲ့ emotion မှာဆိုရင်လေသူ့မှာပြောမဆိုရင်သူ့စိတ်ထဲမှာအဲ negative energy negative အတွေးတင်းကျင်းပေါ့ negative တင်းကျင်းတွေးအတွေးရောက်လာလိုက် positive တင်းကျင်းရောက်လာလိုက်ရင်သူနှစ်ယောက်ဟိုဒီလိုမျိုးဘိုးလို့နှစ်ဟိုစိတ်နှခွားတွေဖြစ်နေတယ်ပေါ့ထူးတော့ panic ရယ်စိတ်နှခွားတွေဖြစ်နေပြီးတော့နောက်ဆုံးမှာအော်နောက်ငါမဆက်သွယ်သေးပါဘူးဆိုတဲ့အနေထားတယောက်ထက်သွားလာမျိုးဒီမှာဒီလိုတစ်ဖက်သူကပထမဆက်သွယ်ဖို့ရှိရယ်စိတ်နှခွားဖြစ်တယ်ဒီမှာလည်းစိတ်နှခွားအနေထားပြီးတော့ဒီမှာ hermit ကန် hermit ပေါ့နော်အဲ့တော့ကြောက်ခံပြီးတော့မှဆက်သွယ်သေးပါဘူးငါ သူငါ့ကိုချော့မလားငါ့ကိုဆက်သွယ်မလားငါစအောင်မယ်ဆိုတဲ့အနေထားအဲအဲ့လိုမျိုးနေထားတဲ့သူမဒီတင်ဝင်ကြောခိုင်းပြီးတော့မှသူအဲသူလုံးဆရာရှိရသူဆက်လုပ်နေရမျိုးသူစူးစမ်းအထောက်အမှုရှိရတယ်ဟိုသူစူးစမ်းအထောက်နေတာမျိုးပေါ့နော်တစ်ဖက်သူကအဲ့တော့အဲတစ်ဖက်သူကဒီမှာကြည့်ရတဲ့အနေထားမှာဆိုရင်ဆက်သွယ်ခြင်းမဲ့လည်းဟိုဆက်သွယ်သေးဘူးပေါ့အဲ့လိုဖြစ်နေရပေါ့နော်ကျွန်မထပ်ကြည့်ပေးပါဦးမယ်အဲ့တော့တစ်ဖက်က collateral ratio ကိုဆက်သွယ်မလားတစ်ချက်ပါတယ်ဆက်သွယ်မှုရှိတာတစ်ချက်ပါတယ်အဲ့တော့ဘာလေးလဲဒါကြီးက emperor တဲ့ အဲ့တော့နည်းနည်းလေးတစ်ဖက်သူမှာအမာနာရှိရယ်နော်။သူကမာနာရှိတယ်တစ်ဖက်သူကကောလက်တလေးတွေတစ်ဖက်သူကမာနာရှိတယ်အမ်ပါရာပေါ့နော်။နည်းနည်းမာနာရှိရယ်။အဲ့တော့သူ့မာနာသူကဆက်သွယ်လိုက်ရင်သူကဟိုဘယ်လိုမျိုးလဲ။ငါဆက်သွယ်လိုက်လို့ရှိရင်ငါပဲဟိုပေါ့။သူသူ့အနေနဲ့ဟိုဘယ်လိုမျိုးလဲ။ဟိုသူဆက်သွယ်လိုက်အနေထားမှာသူ့ပေါ့ဟိုဘယ်လိုမျိုးလဲ။နည်းနည်းလေးမာနာရှိနေသူဆက်သွယ်လိုက်လို့ရှိရင်ကောလက်တလေးကသူ့ပို့ပြီးတော့ပဲသူ့ဖိအားများပေးမလား။တခုတစ်စုံထွက်မလား။ဆိုသူနည်းနည်းလေးစဉ်းစားတယ်ပေါ့နော်ဒီမှာစီ။ ဆက်တယ်မလားဆိုတဲ့အနေထားမှာဆိုနည်းနည်းလေးသူမလားရှိတဲ့အနေထားတွေ့နေရတယ်အဲ့တော့ collective တွေကိုတစ်ခါသူကဆက်တယ်မလားဆက်တယ်လို့သိချင်ပါတယ်အော်ပြောမှဆိုသူ့ရဲ့ဒီမှာကကခဏလေးနော်ကကခဏလေးပါကကဟိုတုံးလုံးပါနေ The star energy ဘောနော်အဲ့တော့ဆန္ဒရှိရယ်ဘောနော်သူ့ရဲ့စိတ်ဆန္ဒစကူရှိရယ်သူ့ရဲ့စိတ်ဆန္ဒသူ့ရဲ့စိတ်ကရှိရယ်ဒါပေမဲ့သူ့ရဲ့ဒီ ဟိုပေါ့ဆက်ဆံတာရှိရမယ်သူ့ရဲ့တစ်ဖက်မှာသူ့ရဲ့အတွေးတွေကြောင့်တင့်စီဟိုပေါ့ဘယ်လိုလဲမရဘူးဘယ်လဲမဆက်သက်ဖြစ်ဖြစ်နေအောင်နော်ဒီမှာရှိအဲ့တော့ finally အချုပ်ကြည့်အချုပ်အားဖြင့်ကြည့်မယ်ဆိုတော့နည်းနည်းသူတင့်စီဆက်သက်ဖို့ကတော့အချိန်ကာလကြာအောင်ပဲဆက်သက်ဖို့လက်ရှိအနေအထားမှာဆက်သက်ဖို့ကတော့မရှိသေးဘူးပေါ့နော်ဒီမှာခုနအနေအထားတွေပါတယ်ပေါ့နော်အဲ့တော့ collective လေးတွေကိုတစ်ဖက်သူကဆက်သက်မှလာတည်ချင်ပါတယ် collective လေးကိုတစ်ဖက်သူကပြန်လည်းဆက်သက်မှလာတည်ချင်ပါတယ် ဟိုလိုလေတစ်ဖက်သူကပြန်လဲဆက်တယ်မလားသိချင်ပါလားအော်ဆိတ်ဆန္ဒသူ့မှာရှိရဲ့နော်ဆက်တယ်ဘူးကအော်ခဏလေးပါနော်နှစ်ကတိကြတာပေါ့အော်ကော်လက်တလေးကိုတစ်ဖက်သူကပြန်လဲဆက်တယ်မလားသိချင်ပါလားကော်လက်တလေးကိုတစ်ဖက်သူကပေါ့နော်ကော်လက်တလေးတစ်ဖက်သူကပြန်လဲဆက်တယ်မလားသိချင်ပါလားအော်ဆက်တယ်မလားတော့မတွေ့ဘူးစောင်းတိုင်းတော့တွေ့တယ်အဲ့တော့ပြောမယ်ဆိုရင်တစ်ဖက်သူကနည်းနည်းလေးမာနလည်းရှိတယ်ပေါ့နော်မာနလည်းရှိတယ်မာနတင်ခဲတာမျိုးလည်းဖြစ်နေမယ်အဲ့တော့ဒီမှာတင့်ဝင်ဆက်သွယ်ထားတဲ့ဆိုင်တင့်ရှိရာဆက်သွယ်မှုသူစောင့်နေတာမျိုး ဒီမှာစောင့်နေရဆိုတဲ့အနေထားတင်ဆက်တယ်သူစောင့်နေမယ်ဆိုတဲ့အနေထားရှိတယ်ဒီမှာကြည့်ဒီမှာပထမတော့သူအဲ့လိုမျိုးခုနကပြောတဲ့စိတ်ကလေးရောရှိရနော်တင်ရှင်ဆက်တယ်ဝိုးလောက်တာလေးတွေဖုံးကလေးကောက်ကင်တာမျိုးဟိုစာလေးပို့မဲ့အနေထားမျိုးသူဟန်ပြင်တာမျိုးတွေရှိရဒါပေမဲ့ဒီဟန်ပြင်တဲ့အနေထားအထိပဲသူသွားတယ်ပို့တဲ့အနေထားတွေဖုံးဆက်တဲ့အနေထားတွေသူမရောက်ခဲ့ဘူးပေါ့နော်စိတ်ကသူ့စိတ်ကအဲ့နန္ဒလေးမာနလည်းနည်းနည်းရှိရတဲ့ဖက်သူပါလေအဲ့ခါမှာဒီမှာကြည့်နောက်ဆုံးသူလိုဖြစ်လဲဆိုတော့တင်ကိုစောင့်ဆိုင်မယ်တင်ဟိုပြောမယ်ဆိုရင် तू မဆက်တွေ့ဘူး တင်ဆက်သွယ်တဲ့အနေအထားသူစောင့်ဆိုင်ဖို့ဆိုတဲ့အနေအထားရှိရဲ့နော်ပဲပြောမှဆိုရင်နည်းနည်းလေးတစ်ဖက်သူကခုနပြောသလိုနည်းနည်းလေးမာနလေးတင်ခံတာမျိုးကျွန်မနောက်တော့ကထပ်ကြည့်လိုက်အောင်မယ်နော်အဲ့တော့တစ်ဖက်သူကတင်ကိုဆက်သွယ်မလားမဆက်သွယ်ဘူးလားကြည့်ကြည့်မယ်နော်နော်တိတ်ဆိတ်နှစ်ခွာကြီးလည်းဖြစ်နေ၊ဒွိဟာလည်းဖြစ်နေရရှိတော့မှနောက်ဆုံးရမလား။အတွေးတွေပေါ့ခုနပြောတဲ့ပေါ့အတွေးတွေတအားများနေရသူ့မှာလေ။အဲ့တော့တဖက်သူကသူ့အောင်ဆက်သွယ်မှာကြင်ပါလေ။အဲ့တော့တဖက်သူကတဖက်သူက တစ်ဖက်သူက color delay ကိုဆက်တယ်ဗလားသိချင်ပါတယ်အဲဆက်တယ်မလားဆိုတော့ဒီမှာ stress ဆိုတာ stress ဆိုတာလေပြောမှဆိုရှင်အမ်သူကလေဟိုဘယ်လိုမျိုးလဲ stress ဆိုအနေထားနဲ့တက်ရှိပြန်လာခြင်းနဲ့အနေထားတော့သူရှိရယ်เนาะဒီမှာပြန်လာခြင်းအနေထားလေးပြောမှဆိုရင်ဟို ူဆက်တယ်မယ်သူဆက်တယ်တဲ့အနေထားမှာတင်းရဝမ်းမန်းတရာနဲ့ဝမ်းမန်းဝမ်းမန်းဝမ်းတာအားရနဲ့ကျိုးဆိုတာမျိုးပေါ့အဲကျိုးကျိုးကျိုးနေရမျိုးပေါ့အဲအပြုံးဆိုဝမ်းတာအားရနဲ့တင်းရှိအဲဆက်တယ်ဖုန်းနဲ့ဆက်တယ်တာဖြစ်ဖြစ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်တကူးဖုန်းနဲ့ဆက်တယ်တဲ့အခါမှာတင်းဘက်ကနေပြီးတော့သူ necklace ဆန်တဲ့အရာပေါ့ဘောနဲ့တင်းဟိုဘယ်လဲပြောမဆိုရင်သူကပြောရှင်သွားနဲ့သူ့ကိုကန်လန်းပြီးကြိုးဆိုတာမျိုးအနေထားကိုသူ့လိုချင်တယ်အဲ့လိုမျိုးအနေထားဆိုပြီးတော့သူအဲဆက်တယ်မယ်ဆိုတဲ့အနေထားဒီမှာကြည့်ရတယ်မှာကြည့်ဒီမှာ သူ့နေသူ့ပင်သာပတ်လည်လေးတွေ့နေရတယ်ဆိုတော့လေအဲ့တော့သူကဆက်သွယ်ဖို့အနေထားကျူးစွာအားထုတ်မှုတော့ရှိတယ်ဒါပေမဲ့ဆက်ရှိရောမတွေ့ရဘူးအဲ့တော့ဒီမှာဆိုရင် number 6ပေါ့ number 6 6 to 1ဆို number 6ဆိုတော့အဲနောက်နောက်အနည်းဆုံးကြည့်ရတာဒီ6လ6လနဲ့ အဲ၆လတစ်နှစ်အတွင်းပေါ့နော်အဲ့တော့တင်းကိုဆက်တက်ဖို့တော့ရှိရဲလက်ရှိလုံးဆက်တက်ဖို့မရှိသေးဘူးအဲ့တော့သူဆက်တက်တဲ့အခါမှာဆိုရင်တိုက်ပြီးတော့ negative sign နဲ့အရာလေးနဲ့တင်းသူကတင်းက quality layer ကမပြောဆိုဘဲနဲ့ positive sign နဲ့အရာလေးနဲ့အဲပြောဆိုဖို့ပြောပြောဖို့တော့သူကလူလာနေတဲ့အနေထားတွေ့နေရတယ်ပေါ့နော်အဲ့တော့အဲ့တော့တစ်ဖက်သူကလေတင်းနဲ့ပတ်သက်တဲ့အရာလေးကိုအဲခေါင်းထဲမှာသူရှိရဲ့နော်အဲခေါင်းထဲမှာသူရှိရဲ့အဲဆက်သွယ်ခြင်းနဲ့အနေထားမျိုးလည်းရှိရဲ emotion နဲ့ဒီမှာတင်းပေါ်ချစ်တဲ့အချက် left အချက် ဖြစ်လဲရှိရယ်နော်ဒါပေမဲ့သူ့ရှိမှာမာနလေးရှိတာမျိုးမာနရှိတယ်စိတ်နှခွားဖြစ်တယ်သူပြန်အရင်ဆက်သွယ်ရမယ်ဆိုတော့ခံစားချက်ကိုတိတ်ပြီးတော့သူကတိတ်ဘူးက ဟိုဗောနော်တိတ်မဆက်သွဲခြင်းဟိုတိတ်ဘက်ကဆက်သွဲတဲ့အနေထားဆောင်းဆိုင်နေတာမျိုးဗောနော်အဲ့တော့သူ့ဘက်ကဆက်သွဲမဲ့အနေထားဆိုတော့တင်ဆောင်ရလိမ့်မယ်အဲ့တော့6လတစ်နှစ်ကြာဝန်းကျင်ဆောင်ရလိမ့်မယ်အဲ့တော့သူ့ဘက်ကတင်ဆက်တယ်ဆိုတော့သူ့ဘက်အဲသူ့ဘက်ကတော့လိုချင်တာတစ်ခုကအဲတင်ကဟိုသူပြောမှဆိုဝမ်မန္တရာနဲ့သူ့လက္ခဏာမျိုးလက်လက်ခံပြီးတော့ကြိုးဆိုတဲ့အနေထားမျိုးပြောဆိုတဲ့အနေထားမျိုးကြိုးဆိုတဲ့မှုအနာမှာဒီဖုန်းနဲ့ဖြစ်ဖြစ်စာလေးနဲ့ဖြစ်ဖြစ်ဗောသူဝမ်းမြောက်တာဝမ်းမြောက်စေတဲ့သူစိတ်ချမ်းသာစေတဲ့စကားလုံးတွေနဲ့ အဲပြောပြောဆိုတာပြောပြတာမျိုးအနေနဲ့ဆိုရင် तू အရင်ဝမ်းသာမယ်ဆိုတဲ့အနေထားလေး तू ကပြောမှဆိုရင်ဒီအနေထားကို तू လက်ခံခြင်းနဲ့အဲတချို့တေချာတော့ तू ကတချို့တင်းနဲ့ပတ်သက်တဲ့ချို့အရာတွေမှာဟိုရှင်းပြရှင်းလင်းလင်းခုနပြောတဲ့ရှင်းလင်းလင်းသိခြင်းတဲ့အနေထားမျိုးလဲပထမသင်ပတိုင်းခင်မှာ तू လိုချင်တဲ့အနေထားလေးပေါ့နော်အဲ तू ကလည်းအဲ့ဒီတစ်ခုလဲလိုချင်တဲ့အနေထားရှင်းလင်းလင်းသိခြင်းနဲ့တချို့ तू မရှင်းလင်းတဲ့နှစ်ယောက်ကြားထဲမှာရှိရတဲ့တချို့အရာလေးပါ तू မရှင်းလင်းဘူးသိခြင်းနဲ့ သူကသူပြောလို့ဆိုခုနပြောတတ်ခဲ့တယ်တန်ရလေးနည်းနည်းများတယ်ပေါ့တန်ရစိတ်နည်းနည်းများတဲ့ခါမှာကျတော့ကိုကမှန်ကန်စွာရိုးသားစွာလှုပ်ဆောင်ပေးပြန်တယ်သူ့ဘက်ကတိတ်ပြီးတော့တန်ပြများတဲ့ခါမှာကိုလှုပ်ဆောင်ချက်ကိုအမှန်လို့မထင်ဘူးပေါ့နော်အမှားလို့ထင်တဲ့ခါမျိုးခါကျတော့ကိုကလည်းဒီအရာကိုကိုမှန်ကန်တဲ့ဆိုတဲ့အတွက်ကိုမရှင်းပြခြင်းဘူးပေါ့နော်မရှင်းပြခြင်းကိုမှန်ကန်နေတဲ့ဒရားကြီးကိုဟိုရှင်းပြနေလားအောင်ကိုဘကအမှားမလုပ်ထားဘူးဆိုတဲ့အနေနဲ့ကိုကမှလည်းရှိတယ်ဒါပေမဲ့သူ့ဘက်ကကြောက်လည်းမဟုတ်ပြန်အောင်သူ့ဘက်ကလည်းကိုကပြောမှဆိုလို့ရှိရင် အဲကိုကဟိုကိုကိုလိမ်ပြောနေရကိုဒရာမာထိုးနေရအဲအဲ့လိုနိုးနေတာမျိုးလဲသူကစိတ်ကတော့ထင်တယ်အဲ့မှာနှစ်ယောက်သားကြမှာ office တွေဖြစ်ပြီးတော့မှာဝေးကွာခဲ့တာအဆက်သက်ပြတ်တာမျိုးဆက်သက်မိတာမျိုးအနေထားကျွန်တော်ယောက်ျားမှာမာနလည်းရှိသင်ရလည်းမာနရှိရသူကလည်းမာနရှိရအဲ့လိုနေထားမှာနှစ်ယောက်သားကြမှာဘယ်လိုမျိုးလဲအဆက်သက်ပြတ်သွားပြီးတော့မှာပေါ့နော်အဆက်သက်ပြတ်သွားနေတဲ့အနေထားဆက်သက်တော့အနေထားအဲ့တော့သင်ဆက်သက်ရနေတဲ့သူကမဆက်သက်တာမျို ူဆက်သွယ်ရင်လည်းတင်ကမဆက်သွယ်တာမျိုးနှစ်ယောက်သားချင်းမှာအဲ့လိုမျိုးတွေ့နေရတယ်။သူဆက်သွယ်ရင်ကသူဆက်သွယ်ရဆိုမှတင်ရလည်းဟိုမဆက်သွယ်တော့မဆက်သွယ်တာမျိုးပေါ့နော်။အဲ့လိုနှစ်ခုတွေ့နေရတယ်ပေါ့နော်။အဲ့တော့ quality reading လေးဆိုတော့နှစ်ခုကျွန်မကမျှတာမျှပြီးတော့မပြောပြပေးတာပေါ့နော်။အဲ့တော့ကိုဆက်သွယ်ရင်မှလည်းသူကမဆက်သွယ်ဘူး။သူဆက်သွယ်ရင်လည်းကိုကလည်းမဆက်သွယ်ဘူး။အဲ့အဲ့လိုမျိုးအနေထားနှစ်ယောက်ကြားမှာလေးဟိုဟိုမာနတင်းခံတဲ့အခါမှာတယောက်တစ်ဖြည်းဖြည်းနဲ့အချိန်ကာလတစ်ခု ဟိုကွာဝေးတစ်ခုရောက်သွားတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့သူကလည်းဒီမှာတင့်ကိုစောင့်ဆိုင်းနေတယ်အာသူလာဖို့သူလာဖို့လက်ရှိတော့သူဆက်တယ်ဖို့လက်ရှိတော့သူမတွေ့ရဘူးသူစောင့်ဆိုင်းနေတာမျိုးတင့်ရှိကဟို ိုကောင်းမွန်စွာကြိုးစားခြင်းအနေနဲ့သူလက်ခံခြင်းနဲ့ဆိုတဲ့အရာမျိုးပေါ့နော်အဲ့လိုအရာမျိုးရှင်းရှင်းလင်းလင်းနဲ့တချို့အရာလေးသူသိချင်တာမျိုးအဲ့အဲ့နှစ်ခုသူ့ဘက်မှာကတော့အဲလိုချင်တယ်ဖြစ်ချင်တယ်ဆိုတဲ့အနေထားကိုတွေ့နေရတယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာဆိုရှင်အဲ့တော့အဆက်သက်ပြတဲ့ရလုံးအဲ့သူကသူ့ရင်ထဲမှာဘာတွေဘာတွေဖြစ်နေလဲဘာတွေပြောချင်လဲဆိုတဲ့စကားလေးပြောရှင်သူတင့်ကိုအဆက်တည်းလုံးမလားဆိုတဲ့အနေထားမှာဆိုရင်ဒီမှာအဆက်တည်းလောလောဆယ်အဲလုတ်သေးဘူးစောင့်ဆိုင်းနေတယ်ပထမလုံးမလို့လုံးမလို့တော့ချိပေမဲ့လည်း ူစိတ်တွေနှစ်ဖွာဖြစ်ပြီးတော့မှတယောက်တည်းပဲဖြတ်တန်းမယ်ဆိုတဲ့အနေထားနဲ့ကိုယ်ကိုကြောက်ခိုင်းသွားတာမျိုးပေါ့သူစိတ်ထဲမှာအဲ့လိုမျိုးဟိုစိတ်ကဖြစ်ဟိုပေါက်ပေါက်လာတာပေါ့စိတ်ပေါက်လာတာပေါ့နော်ဆက်တယ်ပြီးသွားပဲဆက်တယ်မယ်ဆိုပြီးတော့အဲဟိုကိုယ်လုံးဆရာရှိရအလုပ်တစ်ခုမှကြောက်ခိုင်းပြီးတော့ဆက်လုံးနေတာမျိုးပေါ့နော်အဲအဲ့လိုအနေထားမျိုးဒါမဲ့သူ့ကိုယ်သူလည်းသူတုံးတက်နေပါလေဒါမဲ့တစ်ဖက်သူကလေသူ့သူသူ့ကိုယ်သူသူအမှန်အမှားဆိုတာသူနဲ့တုံးတက်နေတဲ့အနေထားတော့ရှိရဲ့တစ်ဖက်သူကဒါမဲ့နည်းနည်းလေး emperor energy လေးတော့နည်းမာနာတော့ရှိတယ် မာနတော့ရှိတယ်ငါလည်းအမှားမလုပ်ဘူးမာနရှိတယ်နဲ့ဒေါသလည်းနဲ့ရှိတယ်အဲမာနလည်းနဲ့ရှိတဲ့ခါမှာကျတော့အဲ့လိုမျိုးတွေညှော်သားချက်မှာနဲ့ကျိုးရတင်းတင်းနေပြီးတော့ကျိုးကပြက်ချင်နေတာပေါ့အဲအဲ့လိုအနေထားဖြစ်နေကြတာပေါ့နော်ညှော်သားချက်မှာဆိုရင်အဲ့တော့သူဆောင်နေတဲ့တင်းဘက်ကအချို့အရာလေးရှင်းလင်းသိချင်တဲ့ဝမ်းမတရာနဲ့ဝမ်းမတရာနဲ့အဲသူတကယ်လို့ဟိုဆက်သွယ်ခဲ့ရင်လည်းကောင်းမွန်စွာနဲ့ အပြောဆိုတဲ့အနေအထားမျိုးပေါ့အဲ့လိုအနေအထားမျိုးသူ့ဘက်ကလည်းလိုချင်တာကိုတွေ့နေရတယ်ပေါ့နော်အဲ့တော့သူ့ဘက်ကလည်းကိုယ်ကိုချစ်ချင်းတရားတွေရှိရဲ့နော်အဲ့တော့ quality တွေတစ်ဖက်သူကပြောချင်တဲ့စကားပြောပြဖတ်သူရင်းထဲကပြောချင်တဲ့စကားလေးတွေဒီမှာပြောလို့ဆိုလို့ရှင်ပြီးလို့ရှင်သူစက်တယ်မလားမစက်တယ်လို့ဆိုတဲ့အရာလေးတွေကတော့ဒီလောက်ပါပဲเนาะအဲ့တော့အဲ quality လေးလက်ဒီ review လေးကိုကျင်းနေမှလို့မျှော်လင့်ပါတယ်เนาะအဲ့တော့ကျွန်မနောက် review လေးမှာတွေ့ကြမယ်เนาะအဲ့တော့ကျွန်မရဲ့ channel ကိုလည်း subscribe လုပ်ပေးပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်